ဲ့မွတ်စလင်လူထုတရဲ့လုံချက်ပြောမှာဆိုလို့ချင်းကျွန်တော်တို့ဒီနေနေမြေထဲမှာအဲကျွန်တော်တို့ဟိုပေးထားတဲ့မွတ်စလင်လူမျိုးတရဲ့လုံချက်အားလုံးသူရဲ့အခွင့်အရေးကိုနော်အားလုံးသူရဲ့လွဲချက်နဲ့ခွင့်ရသူတို့ရဲ့ဆောင်ရွက်ချက်ရဲ့ခွင့်ရအဲသူတို့မှာဆုံးချွန်ရတဲ့ခွင့်ရပြီးရင်သူတို့မှာဘာတွေဖြစ်နေလဲသူတို့ရဲ့အသီးသူတို့မှာဘာတွေလွဲနေလဲဒါတွေအားလုံးတော့ ကျွန်တော်တို့ဒီဖက်ကနေပြီးတိတောက်ဖို့လိုပါတယ်ကျေကလေးတို့များအမှအစီမပြေတဲ့ဟာတွေရှိရင်ကျွန်တော်တို့ကလည်းကျွန်တော်တို့ထက်မြင့်တဲ့နေရာမှာကျွန်တော်တို့ကကျွန်တော်တို့ဖွေးစီပုံမှာအဲတာဝန်ရှိတဲ့လူတွေကိုကျွန်တော်တင်ပြပြီးဆွေးနွေးလို့ရတယ်နော်အဲအထူးအသဖြင့်ကျွန်တော်လူမျိုးတစ်မျိုးကျွန်တော်တို့ဒီမွတ်စလင်လူမျိုးတွေအတွက်အဓိကပြုံးပေါ့နော်အဲဘေးဒီအခြားဘာသာဝင်တွေကကံပြုဖြည့်ရှင်းပြည့်မြတ်စာကိုလူလူချင်းကံပြုဖြည့်ရှင်းပြည့်ချင်းတွေဟာညတ်တပြီးတော့ ။နောက်လွေမောင်းမှုမရှိအောင်အဥပမာပြောပြောမယ်ဆိုလို့ရှိရင်တိုင်းရင်းသားတယောက်ကရခိုင်တိုင်းရင်းသားတယောက်ကနေဒါအုပ်ချုပ်နေမယ်တရားစီရင်နေမယ်ဆိုနေမယ်ပိုင်ညာဆိုတော့မြို့တွေမှာဖြစ်စေအောင်။အဲ့တော့ကျွန်တော်လူမျိုးတစ်မျိုးတို့အတွက်အားလုံးအရာအားလုံးအတွက်ဒီယုံဟာအဓိကဖြစ်ပါတယ်